ချစ်လာသောပမမေချေပေါင်းတို့ဒီနေ့ကျွန်ုပ်အနေနဲ့ဖျားသခင်နဲ့ဆိုင်တဲ့ထောက်ချစဉ်းစားချက်လေးတစ်ခုအဝင်ညလိုပါတယ်အဲ့ဒါဘာလဲဆိုတော့အတိညာဉ်ရှိကြတဲ့မူသားတွေကမမြင်ဘူးမကြားဘူးပြီးတော့တဲ့အခါကျရင် ဇူရီနားလေလောက်တဲ့တက်တေပြနိုင်နဲ့အကြောင်းချက်မရှိပါပဲလျက်အိုးလွန်ခဲ့သောနှစ်ပေါင်းများစွာတည်းကဇူရီယုံကြည်တတ်ဝင်နေတဲ့အရာလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့အသက်ရှင်တဲ့ဒီစัจ java လာလောကကြီးမှာဖះဆိုတာရှိပြီးဇူရီကတဲ့တည်ပြီးသွားလို့ရှင်ဆက်လက်ပြီးတော့အသက်ရှင်တဲ့ဘဝတွေကို တွားရမယ်ဆိုရက်ယုံကြည်ရအချက်ပဲဖြစ်ပါတယ်။ဆိုမမြင်ဘူးဘူးမကြားဘူးဘူးပြီးတော့တဲ့ခါကျရင် လူတွေနားလေလောက်တဲ့အတ္တိတရားတွေနဲ့လဲရှင်းပြလို့မရတဲ့ယုံကြည်မှုတစ်ခုကိုအတ္တိတရားတွေရှိပြီးလိညာလို့မရတဲ့လူသားတွေကဘာဖြစ်လို့ယုံကြည်နေတယ်ဆိုရက်ယုံကြည်တိခေါ်စဉ်းစားမှုပဲဖြစ်ပါတယ်။အဖြစ်ကတော့ ခရားတည်ရှိခြင်းနဲ့လူတွေဟာတည်ပြီးတော့တဲ့အခါမှာဆက်လက်ရှင်သန်တဲ့ဘဝရှိတယ်လို့ယုံကြည်နေကြခြင်းဟာအရှိတရားတစ်ခုဖြစ်ပြီးတော့လေးနဲ့လွန်အားကြီးတဲ့အတွက်ကြီးစုတော်နဲ့ဖြတ်တန်းလျှောက်လန်းပြီးတဲ့အခါမှာတည်ရှိလာတဲ့အသည့်တစ်ခုဖြစ်လို့ဖြစ်ပါတယ်။ကြံပြောပြကြည့်ပါမယ်။မမြင်ဘူးဘူးမကြားဘူးဘူးတက်တည်မပြနိုင်ဘူးဒါပေမဲ့အသိဉာဏ်ရှိတဲ့လူတွေက ဘာဖြစ်လို့အဲ့ဒါကို ဖះရှိတာကိုနောင်ဘဝရှိတာကိုယုံကြည်တာလဲဆိုတဲ့အရာတစ်ခုကတော့အရှိတစ်ခုဖြစ်နေတယ်။ရင်းနဲ့တဲ့ဂျေဇုရောနိုင်ဖြတ်တန်းလျှောက်လန်းပေးမှတရှိနေတဲ့အတ္တိပြားတစ်ခုဖြစ်လို့ဖြစ်ပါရဲ့။ဒါကြောင့်မလို့ဖះကိုယုံကြည်တာနောင်ဘဝရှိတာကိုယုံကြည်ကြတာဟာတက်ရွယ်အပိုင်းခြားနဲ့မဆိုင်ပါဘူး။တတ်ထားတဲ့ တင်ညာရှိထားတဲ့ဂုမကာတနာတွေနဲ့လဲဝယ်ယူလို့မရပါဘူး။ဦးနာပြောသလိုဂျေဇုရော၌ဘဝတက်တာကိုဖြတ်တန်းလျှောက်လန်းတဲ့အခါမှာသိရှိလာတဲ့အတိတ်တရားတစ်ခုဖြစ်ပြီးလင်းနေတဲ့အတွက်ဒါကိုကျွန်တော်တို့ယူကြည်လက်ခံနိုင်ဖို့ဆိုတာဟာကျွန်တော်တို့ရဲ့ဘဝတက်တာမှာဦးနာပြောပြတဲ့ တိကျေးဇူးတော်လိုအပ်ပါတယ်အဲအလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတမချန်းစာကို အခြေခံပြီးတော့မှ အချက်ကလေး၅ချက်ကိုဝင်နဲ့သွားကြည့်ပါတယ်အဘမတမချန်းစာကျမ်းပိုက်ကတော့ကဘာဦးကျမ်းအခန်းကြီး၁အခန်းငယ်၁ပဲဖြစ်ပါတယ်အဲ့ဒီမှာဗာရေးထားတယ်ဆိုရင်တမချန်းစာရဲ့အထောက်အထား အရာဆိုလို့ရှိရင်အရာအလုံးကိုဖျားသခင်ဟာဖန်ဆင်းတော်မူတယ်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အစာဦး၌ဖျားသခင်ဒီကောင်းငင်နဲ့ညီကြီးကိုဖန်ဆင်းတော်မူ၏လို့ရှင်းသားထားပါတယ်ဂျေတမကျမ်းစာကိုဘာဖြစ်လို့အခြေခံပြီးပြောရလဲဆိုရင် ဖျားရဲ့နှုတ်ကပတ်တော်ဖြစ်တာနဲ့အညီယူရီစဉ်စားတွေးခေါ်တဲ့အခါမှာယူရီရဲ့စဉ်စားတွေးခေါ်မှုနဲ့လည်းမဝေးပဲနဲ့ဒူရီရဲ့ဘုရားမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုပဲဖျားသခင်ရဲ့ရှင်ရန်တော်နဲ့ရေးထားလို့ပဲဖြစ်ကြတယ်ဆော့ကျွန်တော်တို့နေထိုင်တဲ့လောကကြီးကတဲ့ဘာမှမရှိတဲ့နေရာကနေတဲ့တရှိချင်းကြောက် ီရာတွေအားလုံးကိုဖះကဖန်ဆင်းပါတယ်လို့ကျင်ကျင်သာပဲဖြစ်ပါတယ်ဒီပရိယဘာလဲဆိုတော့ပြောင်းလဲနေတဲ့လောကကြီးမှာအကြောင်းနဲ့အကျိုးကိုဆက်ဆက်တက်ပြီးစဉ်းစားတွေးခေါ်တတ်တဲ့ကျွန်တို့အားလုံးဟာအစမူလမရှိဘဲနဲ့ဆက်လက်ဖြစ်ပေါ်စေတဲ့အကြောင်းတရားဟာရှိနိုင်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဆိုတော့အနေနဲ့ပြောင်းလဲနေတဲ့လောကကြီးမှာ မပြောင်းလဲခြင်းနဲ့အစဖြစ်တဲ့အရာဟာဖះရှိကလာတယ် ဖန်ဆင်းရှင်ကြီးကလာတယ်ဆိုရက်အကြောင်းတရားပဲဖြစ်ပါတယ်ဒါကြောင့်မလို့လောလောလေးနဲ့နားလည်အောင်ပြောမယ်ဆိုလို့ရှိရင်တော့အကျိုးနဲ့အကြောင်းအစနဲ့ဖြစ်ပေါ်လာခြင်း၌ဖြစ်တည်နေခြင်းကိုယုံကြည်လက်ခံမယ်ဆိုရင်ဖန်ဆင်းခြင်းဆိုတာဟာကျွန်တော်တို့ယူရီရဲ့တွေးခေါ်မှုနဲ့တည်တည်ထူနိုင်ပါမယ်ဒုတိယတစ်ချက်ကတော့ဒီဖန်ဆင်းခြင်းကိုကျွန်တော်တို့ တွေ့တဲ့အခါမှာဒီພັນစင်းချင်းတွေ၌ကျွန်ုပ်တို့ဟာဖျားသခင်ရဲ့လက်ရတော့ဖျားသခင်ရဲ့တည်ရှိခြင်းတွေ့ရတယ်ဆိုတာကိုလည်းတွေ့ရှိရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဆာလံကျမ်းဖြစ်ပါတယ်။ဆာလံကျမ်းအခန်းကြီး19အခန်းငယ်1ဖြစ်ပါတယ်။ဘာပြောလဲဆိုတော့ကောင်းကင်သည်ဖျားသခင်ဘုန်းဘုံတော်ကိုပြောကြလက်ရှိမုံမျက်နှာချက်သည် ကိုရောသည့်လက်ရတော်ကိုထုတ်ဖို့ကြင်ညာလက်ရှိ၏။ ျွန်တော်အခါတခါကြရင်ကြားဆိုတဲ့အရာကိုအဝေးမှရှာပါတယ်ဒါပေမဲ့တကယ်တော့ဂျောကာမှာရှိနေတဲ့အရာတွေကိုကကိုဖျားသခင်တရှိနေတယ်ဆိုတာကိုဖော်ပြရဲဆိုတာကိုစာလန်ဆရာကပြောပါတယ်ကောင်းငင်ငင်းတဲ့ချက်ဖျားရဲ့ဖုံးမှုတော်ကိုဖော်ပြရဲကောင်းငင်ငင်းတဲ့ချက်တို့ကကိုရောရှင်ရဲ့လက်ရာတော်တွေဖြစ်ပြီးတော့ကိုရောရှင်ဟာဒီအရာတွေမှာဖျားရှင်ဟာတရှိနေတယ်ဆိုတာမျိုးကို တွေ့ရှိရပါတယ်ကျွန်တော်ဘဝမှာလူတယောက်နဲ့ကြုံတွေ့ခုပါတယ်သူဘုရားရှိရောက်ပြုံမအောင်ဒါမဲ့လို့သူစိတ်ညစ်တဲ့အခါတိုင်းမှာသူပင်လယ်ကမ်းကြီးကိုတောတော်ပြီးတော့ဒီပင်လယ်ပြင်ကြီးကိုကြည့်ရင်နဲ့သူစိတ်ထဲမှာနှစ်သိမ့်ခြင်းပျော်ရွှင်ခြင်းကိုခံစားရပြလက်တယ်ကျွန်တော်တခါတခါမှမြို့တွေမှာနေတဲ့လူတွေဆိုရင်မြို့ပြန်ချက်သွားလို့ရှိရင်ကိုကသာတတိမထားမင်းတတိမထားမင်းပဲ ဲ့မဲ့ကျေပြတ်နေတဲ့တဘာဝတရားကြီးတဲ့မှာကိုယ့်ကိုခန်းစားချက်တစ်ခုပေးတယ်ဆိုတော့ကျွန်တော်တို့ခီးသွွားကြည့်တဲ့အခါမှာခီးသွွားဖို့ရဲ့လူတွေကိုသိရှိပါတယ်ဆိုတော့ဒီအမျိုးသမီးနဲ့ပြောကြည့်တဲ့အခါမှာသူကစိတ်ညစ်လာတဲ့အခါမှာဘဝမှာမုန်းကျက်လာတဲ့အခါမှာသူ့အလင်းနဲ့ပင်လယ်ကမ်းကြီးလေးသွားပြီးပင်လယ်ပြင်ကြီးရဲ့လေတွေကိုရှူရှိုက်တယ်ပင်လယ်ပင်ကြီးရဲ့လှပတဲ့ကောင်းတွေကိုမြင်ရတယ်ပင်လယ်ပင်ရဲ့တော့တာကြည်လင်းနေတဲ့ဇီလိုင်းလေးကိုကြည့်တဲ့အခါမှာ သူ့စင်ထဲကိုကြည်နူးနေတဲ့အခါမှာသူ့အတွေ့တစ်ခုဝင်နေတဲ့အဲ့ဒါကဘာလဲဆိုရင်ဒီအရာတွေကိုဘယ်လိုလုပ်တာလဲလောကမှာကျူးကျောင်းဆက်ဆက်မှုရှိတာကို cause and effect လို့ခေါ်ပါတယ်ဒါကြောင့်မလို့လောကအရာတွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကျွန်တော်တို့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတရှိခြင်းပြေဝဆုံလင်ခြင်းဆိုတဲ့အရာတွေဟာကျွန်တော်တို့နှလုံးသားနဲ့ခံစားပြီး ဲ့ဖြစ်ပေါ်လာတဲ့အရာပေါ်မှာမျက်လုံးငယ်မြင့်တက်ရင်လောကမှာတရားရှိတယ်ဆိုတာကိုကျွန်တော်တို့ပြပြတတတွေ့ရှိရပါတယ်အဲ့လိုမျိုးလောကအရာတွေကိုကြည့်တဲ့အခါမှာကျွန်တော်တို့ယောမဩဝါဒစာကိုဖတ်ကြည့်တဲ့အခါမှာကျွန်တော်တို့တွေ့ရှိနိုင်ပါတယ်ကဘာမိုးမြေကိုဖန်ဆင်းတော်မူသောအချိန်ကပဲကိုရော်ဤမမြင်နိုင်သောဘုံကုံတော်များဖြစ်သည့်သာရတည်သောတကူတော်နှင့် ဖျားဖြစ်တော်လူကိုကိုရောဖန်ဆင်းထားတော်မူသောအရာ၌သူတို့တိမြင်နားလေကြည်ကြ၏ကျွန်တော်တို့လောကကိုကြည့်တဲ့အခါမှာစီစဉ်တကြနဲ့ကျွန်တော်တို့နေတိုင်းအသက်ရှင်နိုင်အောင်လို့လူပေးထားတဲ့အရာတွေကိုကြည့်ကြရမြတ်ဖျားရှိတယ်ဆိုတာဒီဥမာလေးတစ်ခုဆိုရင်တစ်ချိန်လုံးမှောင်နေရင်ကျွန်တော်တို့ဘယ်လိုသွားလုပ်မလဲမီဒီယာမရှိမှောင်လဲမှောင်မလဲ ပေးရနဲ့ရကျွန်တော်တို့ဒီတိုင်းနေရမယ်ဆိုဆက်လက်အသက်ရှင်မအောင်ပါဒီတိုင်းမှာပဲတနေ့ကုန်လင်းလန့်နေတယ်ဆိုရင်လဲအလုပ်တော့လုပ်နိုင်ပါတယ်ဒါပေမဲ့လူသားဖြစ်တဲ့အတွက်နားရမယ်ဆိုတဲ့အခါကျတော့လင်းနေတဲ့အချိန်မှာအလုပ်လုပ်တဲ့လူကလုပ်မလုပ်တဲ့လူကမလုပ်နဲ့အိတ်တဲ့လူကအိတ်မအိတ်ကမအိတ်တဲ့ဘဝတွေနဲ့ကျွန်တော်တို့ဘဝတွေဟာအဆင်ပြေမှာမဟုတ်ပါဘူးတခြားမလို့ဒီလောကမှာရှိတဲ့အရာလေးတွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာသူ့နေရာနဲ့သူအဝင်ပင်ကြလေး မနက်ဆိုရင်နေထွက်ရမယ်ညဆိုရင်လပေါ်ရမယ်ဘိုးဆောင်းဦးငွေဦးအလက်တရရှိမှအဆင်ပြေမယ်စိုက်ပြိုးတဲ့အချိန်စိုက်ပြိုးနားတဲ့အချိန်နားမယ်ဒီရလေးကိုကြည်ကြားဖြင့်ကျွန်းတို့ဘဝမှာကျွန်တို့မလုတ်ဖဲနဲ့ကျွန်တို့တို့ကိုပေးထားပြီးအစီတကြာလေးရှိနေတာကိုကောဒီလောကမှာကြားရှိနေတယ်ဆိုတာကိုကျွန်တို့တို့သိရှိရပါတယ် ဒါကြောင့်မလို့ကျွန်တို့တွေဟာတတိရှိနေတဲ့အရာလေးတွေကိုလည်းခင်ဗျားကသူ့နေရာနဲ့သူအဆုံးပြုထားတယ်ဆိုတာကိုဟေဘဲဩဝါဒစာမှာကျွန်တို့တွေ့ရှိရပါတယ်ကျွန်တို့ဒီဟေဘဲဩဝါဒစာမှာပေါ့နော်ကျွန်တို့ဘာပြောလဲဆိုတဲ့အခါကျရင်လူတိုင်းက insomnia ကြတယ် ဒါပေမဲ့လို့ဖျားဆောက်ထားတဲ့အိမ်မှာ ကျွန်တော်တို့တွေအားလုံးဟာငင်းနေကြရတယ်တဲ့အိပယ်လေးကဘာကိုပြောချင်တာလဲဆိုတော့ငေဟာအလင်းမပေးရနဲ့ကူရောင်နဲ့မီးတွေပေးရင်ကဘာပြက်စီးသလိုလောကမှာအောက်ဆီဂျင်မရှိရင်အကုန်တည်သွားမှာပါကျွန်တော်တို့ ရေယူတာတက်လန့်ရှင်းရှင်းလေးတောက်နေရတဲ့အခါမှာရေတံဘိုးကိုမသိတော့ညာလေပဲတောရီတောင်လေတဲရောက်လို့အစင်ပြေတလူရေလေးတွေကိုတဲချင်းလေးတွေမှာခန့်အပ်ပြီးတောက်ရတဲ့အခါကျလို့ရှင်အော်ရေကောင်းရေတန်းဆိုတာဟာစိတ်တံဘိုးရှိပါလားလို့ကျွန်တော်တို့တွေ့ရှိလာပါတယ်ပြောချင်တဲ့အတိတ်ပဲလေးကဒီဘောကမှာရှိတဲ့အရာလေးတွေဟာသူ့နေရာနဲ့သူအတုံးပြုတ်ဖို့ခံတီးဖို့အတွက်ဖျားတခင်ဟာစီစဉ်ပေးထားတယ်ဆိုတာကို ်ခေပဲအော်ဝါရစာအန်ကြီးတော့အငယ်လေးမှသိရပါတယ်။ဒါကြောင့်မလို့ဒီရဲ့ချက်တင်နဲ့တည်ရှိနေတဲ့ဒီလောကကဘာကြီးမှာဟေရှာယကျမ်းမှာဘာပြောလဲဆိုတဲ့အခါကြလို့ရှင်ကျွန်တော်ဟေရှာယအနာခတိကျမ်းအခန်းကြီး55ခန်းငယ်78မှာမိုးကောင်းဝင်ကိုဖန်ဆင်းတော်မူသောထာဝရဖျားမြေကြီးကိုပြုပြင်ဖန်ဆင်း၍အမြဲတည်စေသောအရှင်အချင်းကြီးဖန်ဆင်းသည်မဟုတ် တတဝါနေစရာဖို့ခံစင်းထားတော်မူသောဖျားတကယ်မိန်တော်မူပြီကငါသည်သာရဖျားဖြစ်ငါမတပါအစာဖျားမရှိတဲ့ဒိဗေကတော့ဗာလဲဆိုတဲ့အခါကျရင်ကျွန်တို့အသက်ရှင်နေတဲ့ဘဝကိုကြည့်တဲ့အခါမှာဖျားသခင်ရဲ့တရှိခြင်းနဲ့သူ့လက်ရတော်တွေကနေကျွန်တို့ဟာလွမြောက်ခြင်းမရှိပါဘူးကျွန်တို့အသက်ရှင်နေထိုင်နေခြင်းကိုကကိုကျွန်တို့ကိုဖျားသခင်က နေထိုင်စေတယ်တည်ရှိစေတယ်သူဖျားဖြစ်ကြောင်းကိုခေါ်ပြနေတယ်ဆိုတာကိုတွေ့ရှိရပါတယ်ဒါကြောင့်မလို့ယဘဝတ္ထုအခန်းကြီး38အခန်းငယ်47မှာပါပြောတယ်လေဆိုတော့ကြီးတဲ့ငယ်တို့ဒီစားစရာမရှိသောကြောင့်လှက်လေရဖျားသိခင်ကိုအော်ခဲ့သောအခါစားစရာကိုအပေသူပေးသည်နီးအခါတခါကျရင်ကျွန်တော်တို့လူသားတွေကကိုလုံးမကိုရတယ်လို့ကျွန်တော်တို့ယုံကြည်ကြတယ်ဘာမဲ့လို့ ကိုမလုတ်ဖဲနဲ့ကိုရနေတဲ့အရာတွေအများကြီးရှိပါတယ်။ခုနကယောဘဝတ္ထုလေးမှာကျင်းငယ်လေးကစာလုံးတဲ့အခါမှာသူမျိုးစီလည်းမကျဲပါဘူး။သူသွားပြီးတယ်လည်းမရိပ်ပါဘူး။ဒါမဲ့သူ့ကိုအငတ်ထားလားဆိုတော့မထားဘူး။ကျွန်တော်တို့လူဘဝမှာကျွန်တော်မလောက်မလုတ်ခဲနဲ့ရတဲ့အရာတွေအများကြီးရှိပါတယ်။လေးဘလူးလုတ်လို့လဲ။အလင်းကျွန်တော်တို့ ပြောမှာပေါ့ယခုမျက်မှောက်ခင်မှာတော့အော်မီးတွေရှိတာပဲဆိုလာတွေတက်ထားတာပဲသို့သောညာလည်းပဲဘူလာအစာဖြစ်တဲ့မြင်မင်းဆိုတဲ့အလဲမပေးနိုင်ဒီကဘာကြီးပေါ်မှာဆိုလာစနစ်တမ်လည်းမရှိပါဘူးပြည်ညာကကျွန်တော်မလုတ်ခဲနဲ့ရနေတဲ့အရာတွေအများအားကြီးရှိတဲ့အခါမှာကျွန်တော်ရဲ့လက်တွေပေါ်ကအရာလေးတစ်ခုဝေမျှကြည့်တင်နေတာနေရာတစ်ခုမှာပါနာအလုပ်တစ်ခုလုပ်ဖို့အတွက်တန်တန်းတက်ရမယ်လို့တွားလျှောက်ပဲအခါမှာ အဲ့ဒီနန်းမှာကျွန်တော်ရဲ့အရင်တက်နေတဲ့ဖုန်းတော်ဒီတစ်ပါးရှိတော့သူတင်နန်းပြရတဲ့ကျွန်တော်ဝင်နိုင်မယ်လို့ထင်ပြီးသွားလျှောက်တဲ့အခါမှာအဲ့ဒီနေရာမှာကျွန်တော်မရပါဘူး။ဒါပေမဲ့နောက်တနေ့အောင်ကျွန်တော်သွားပြီးဒီလိုတင်နန်းမျိုးပဲအခြားတင်နန်းတစ်ခုသွားလျှောက်တဲ့အခါမှာတင်နန်းသားတွေပြည်နေပြီလို့ကျွန်တော်ပြောပြီးမရက်နေတဲ့အခါမှာကျွန်တော်ဆုံးနဲ့ပြန်ခေါ်ပါတယ်။တင်နန်းသားတက်မဲ့တဲ့ကတယောက်ကမိသားစုအခြေအနေကြောင့်မတက်တော့ပါဘူး။တင်နန်းမှာကျွန်တော်လက်တက်ပါလို့ခွင့်ပေးတယ်။ကျွန်တော်ဒုတိယခေါက်ဒုတိယတစ်ခေါက်ရတဲ့တင်နန်းက ။အိုးပြီးတော့လေတန်းန်းကနာမည်ကြီးတဲ့အကြောင်းမှတက်ခွင့်ရတယ်လို့တန်းန်းမှာတင်ပေးတဲ့ဆရာမတွေရဲ့အရေးချင်းကလည်းပို့ပေးမြင်မှာပါတယ်။ပြောချင်တဲ့အဓိပ္ပာယ်ကဘဝမှာကျူစာတိုင်းတော့အောင်မြင်ကြတာမဟုတ်ပါဘူး။ဒါပေမဲ့လို့အောင်မြင်ထားတဲ့ဒီပိုင်းကိုင်းကတော့ကျူစာထားကြပြီးတော့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာကျွန်တော်တို့မလုဖဲနဲ့ဖျားသခင်ပေးထားတဲ့အရာရရှိတယ်ဆိုတာကိုယောဘကတသက်ခံတယ်။ဒါကြောင့်မလို့ကျွန်တော်အနေနဲ့နောက်ဆုံးအနေနဲ့ ဒီဖျားသခင်တရှိခြင်းဖန်ဆင်းခြင်းနဲ့ကျွန်တို့ရဲ့ဘဝကိုဖျက်ဆီးလာတဲ့အခါကျွန်တို့တွေဟာဘာလို့ကြမလဲဆိုတဲ့အဖြေလေးပဲဖြစ်ပါတယ်အဲ့ဒါကတော့ကွယ်လွယ်သောဩဝါဒစာအခန်းကြီး1အခန်းငယ်16ပါအကြောင်းမူကားထို့သားတော်သည်ကောင်းလွန်ပေါ်မြေကြီးပေါ်ရှိသမျှသောယူပယံအာယီပယံရာဇပရင်ဖြစ်စေအစိုးရခြင်းတကူဖြစ်စေအထွတ်မြတ်ဖြစ်စေအာနာဇတ်ဖြစ်စေခသိန်းသောအရာတို့ကိုဖန်ဆင်းတော်မူထိုသခင်အဖြစ်ထိုသခင်ဖို့အလွတ်မှာခသိန်းသောအရာတို့သည် န်ဆင်းလျက်ရှိ၏ရဲ့အသေးပဲလေးကတော့သခင်ခရစ်တော်အဖြစ်သခင်ခရစ်တော်၌သခင်ခရစ်တော်နှင့်အတူဖျားသခင်ရဲ့အန်ဆင်းခြင်းကောင်းမြတ်ခြင်းတွေကိုကျွန်တို့သူ့ရဲ့တရားဒေသနာတော်ကိုအာယူခြင်းကြင်ကြံလျှောက်လန်းခြင်းအဖြစ်ဖျားသခင်ရဲ့ကောင်းမြတ်ခြင်းကိုယေရှုခရစ်တော်၏နာမတော်၌ယေရှုအဖြစ်ကျွန်တို့တွေသိရှိနားလည်လက်ကျွန်တို့တွေဘဝတတကိုရှင်သန်လျှောက်လန်းနိုင်ပါれဆိုတဲ့အကြောင်းလေးကိုဝတ်နာပါれကျွန်တို့သူ့စီကိုဖျားကောင်းမြတ်ပေးပါစေ